ခုတစ်ခါတော့သတင်းမှများကိုတိုက်ဖြတ်ခြင်းစီစဉ်ကနေလဲကြတာကတော့မေလထဲမှာဘလို့သတင်းမှတွေပြန့်နှံ့ကြလဲဆိုတာကိုသုံးသပ်သွားမှာပါမေလာရဲမှာအိုးထိန်နှင်းရွာစာတင်ရောက်ဘုံကျဲခံရမှုနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့လိန်လေထုတ်ပြန်ချက်တွေဟာအတော်လေးကိုလူမှုကွန်ရက်မှာအပြစ်တင်စရာတွေဖြစ်လို့နေခဲ့ပါတယ် ဩရိတ်တင်းညာစာတင်ကြောင်းကိုစစ်ကောင်စီကသူတို့ဘုံချဲတာမဟုတ်ဘူးလို့ပြောင်းညင်းနေပေမဲ့တစ်ဖက်ကစစ်တပ် lobby တွေကလည်းစာတင်ကြောင်းတွေမှာ PDF တွေရှိလို့ဘုံချဲရတာဖြစ်တဲ့အကြောင်းစသဖြင့်မျိုးစုံတွေရောဖြန့်ဝေနေခဲ့ပြီး lobby တွေကတော့တင်းတဖုံနဲ့စစ်ကောင်စီကဘုံချဲခဲ့တာကိုအတီးပြုတ်နေရတယ်လဲတွေ့ခဲ့ရပါတယ်။ နောက်ထပ်အနေနဲ့စစ်တပ်ရဲ့ MI-17 ရဟတ်ယာဉ်စက်ချိုရင်းကိုပြစ်ချခဲ့တယ်ဆိုပြီးစစ်ကောင်စီကထုတ်ပြန်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဒီရဟတ်ယာဉ်ဟာ KIA ကပြစ်ချလို့ပြစ်ချခဲ့တဲ့အကြောင်းစစ်ဆေးတည်ပြုနိုင်ခဲ့ပါတယ်။အဲ့ဒါနဲ့တဆက်ထဲမှာရဟတ်ယာဉ်ပြစ်ချနိုင်ခဲ့တဲ့တပ်သားတွေကို KIA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကွန်မော်ကတင်းတုံးရဆုချတယ်ဆိုတဲ့သတင်းအမှားတွေရဟတ်ယာဉ်ပြစ်ချနိုင်ခဲ့တယ်ဆိုပြီးရုတ်တရက်ပိုင်းအဟောင်းနဲ့ဖြန့်ဝေတဲ့သတင်းအမှားတွေထပ်မံထွက်ပေါ်ခဲ့ပါတယ်။ တိုက်ပွဲသတင်းမှအနေနဲ့ဖိလစ်ပိုင်မှာဖြစ်ခဲ့ဘူးတဲ့ရုပ်သက်ဖိုင်တစ်ခုနဲ့ဗမော်ကတိုက်ပွဲရုပ်သက်ဖိုင်ဖြစ်ဖြန့်ဝေတာရှိသလို TNL က PDF တွေကိုရဲဆက်ဆက်တက်ခဲ့တဲ့ဆိုတဲ့ရုပ်သက်ဖိုင်ကသတင်းမှဖြစ်တဲ့အကြောင်းတွေစစ်ဆေးတည်ပြခဲ့ပါတယ်။ ငလင်တရင်နဲ့ပတ်သက်ရင်တော့ထိုင်ဝမ်မှာငလင်လှုပ်လို့တောင်ပြူကျတယ်ဆိုတဲ့ရုပ်သက်ဖိုင်ဟာအရင်ကဖိုင်ဟောင်းကိုပြန်သုံးပြူကဖြန့်ဝေထားတဲ့သတင်းမှဖြစ်ပါတယ်။နိုင်ငံတကာနဲ့တူဖြန့်ဝေခဲ့တဲ့သတင်းမှတွေကတော့ sorry ကိုဖျားဖူးသွားတဲ့လေရင်ပြတ်ကျတယ်ဆိုတဲ့ရုပ်သက်ဖိုင်သတင်းမှနဲ့ Zelensky ကိုတွားတွေ့တဲ့ပြင်သစ်နဲ့အခြားနိုင်ငံကောင်းဆောင်တွေမူရစ်ဆေးတုံးတယ်ဆိုတဲ့သတင်းမှတွေကိုစစ်ဆေးနိုင်ခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တာအောင်ပြည့်စုံ UK မှာဖမ်းခံရတဲ့ဆိုပြီးသတင်းမှတွေလည်းပြန့်နှံ့ခဲ့ပါသေးတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့မေးလာတဲ့ပြန့်နှံ့ခဲ့တဲ့သတင်းတွေထဲမှာစစ်ကောင်စီရဲ့လိန်လယ်ထုတ်ပြန်ချက်တွေဟာလူစိတ်ဝင်စားမှုအများဆုံးရရှိခဲ့တဲ့သတင်းဖြစ်ပြီးတိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းမှားတွေနဲ့အတူသဘောဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးငလင်သတင်းမှားတွေလည်းပြန့်နှံ့ခဲ့ပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီချင်တဲ့သတင်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ပေးဖို့မယ်ဆိုရင်တော့ tto.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စစ်ချင်တဲ့သတင်းအကြောင်းအရာကို link နဲ့တကွာပေးဖို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်။ လွတ်တော်မီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုဦးနှိုင်းကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ